အထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာတတိယပတ်ကနေလာမယ့်နှစ်ဇန်နဝါရီဒုတိယပတ်အထိတလအတွင်းရွေးကောက်ပွဲလုပ်လို့ရတဲ့မြို့နယ်တွေမှာကျင်းပပြီးစီးဖို့ရာထားတယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။မတ်25ရက်နေ့ကပြုတ်လုတဲ့စစ်ကောင်းစီစီဝေးမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကရွေးကောက်ပွဲကျင်းပနိုင်ရေးချိုးတင်ပြင်ဆင်ဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးပြောကြားခဲ့တာပါ။လွတ်လပ်တရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီအနေနဲ့ကြိုတင်ပြင်ဆင်နေပြီးအရင်ကတာဝန်ယူချိန်နှစ်နှစ်တာအတွင်းရွေးကောက်ပွဲလုပ်ဖို့စဉ်းစားခဲ့ပေမဲ့ COVID-19 အလွန်ကာလနဲ့တည်ငြိမ်မှုလိုအပ်နေတဲ့အချိန်ကြောင့်မကျင်းပနိုင်ခဲ့ဘူးလို့ဝန်ခံခဲ့ပါသည်။ဒါကြောင့်ရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေဆောင်ရွက်ပြီးရင်ရွေးကောက်ပွဲကျင်းပမယ်လို့တရားဝင်ထုတ်ပြောထားတဲ့စစ်ကောင်စီအနေနဲ့လက်ရှိမှာနိုင်ငံကိုရေးပေါ်အခြေအနေဖြစ်6လတကြိမ်တက်တန်းတိုးထားတာပါ။ CDM ပူကြီးစင်ရောကစစ်ကောင်စီအနေနဲ့ဒီဒီချိန်မှာတော့ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်မဲ့အနေအထားမျိုးရှိနေတာမို့ လုပ်လို့ရတဲ့နေရာတွေမှာခွက်လုပ်လိမ့်မယ်လို့သုံးသပ်ပါတယ်။တရုတ်နဲ့ရုရှားနှစ်နိုင်ငံကိုသူတို့ခွပြီးတော့ပလေးနေရင်းနဲ့အာကိုရှာတယ်။အာကိုရှာပြီးတော့အရင်တော့အလိုပဲကျွန်တော်တို့ဒီ2023ခုနှစ်မှာရွေးကောက်ပွဲကျင်းပဖို့အဲလောက်ခဲ့ပေမဲ့အဲကိုဗစ်နဲ့မတည်ငြိမ်မှုတွေကြောင့်ဆိုပြီးဒီဟာဘုံမျိုးထပ်ပြောမယ်ဆိုရင်အဲသူတို့အဆက်ကွဲတော့မယ်ပေါ့နော်ပြောသမျှဟာတခုမှဖြစ်မလာတဲ့ဟာကအဲသူတို့အတွက်အဆက်ရစီမှာပဲဒါပေမဲ့လည်းသူတို့ကအဆက်ရှိတဲ့စစ်တပ်တော့မဟုတ်ဘူး ူတို့ပြောကြင်ရတယ်ထင်ရမြင်ရတယ်ဒါလျှောက်ပြောနေတဲ့စေအုပ်စုဆိုတော့မှန်းရတာတော့ခက်တယ်ဒါပေမဲ့တကယ်တမ်းနှစ်ခုတည်းကတစ်ခုတေချာပေါင်းမှန်းရမယ်ဆိုရင်တော့လုံးလို့ရတဲ့နေရာလေးတွေကွက်လုပ်ပြီးတော့ရွေးကောက်ပွဲပြီးပါပြီဆိုပြီးတော့ရုံးထွက်မဲ့အနေထားမျိုးလိုပဲကျွန်တော်ကတော့သုံးသပ်ပါတယ်ဗျာမဲဆန္ဒရှင်စည်ရင်းတွေရရှိဖို့2024ခုနှစ်မှာကောက်ယူခဲ့တဲ့တကောင်စင်းကလည်းယာနှုံးပြေကောက်ယူရရှိတဲ့မြို့နယ်တွေရှိတယ်လို့ကောက်ယူဖို့ကြံရှိတဲ့မြို့နယ်တွေလည်းရှိနေသေးတယ်လို့စစ်ကောင်းဆောင်ကဝန်ခံခဲ့ပါတယ် အဲဒီကနေကောက်ယူထားတဲ့ဆင်းတွေပေါ်မူတည်ကစန္ဒာမဲပေးနိုင်တဲ့အသက်16နှစ်နဲ့အထက်လူရည်ဆင်းကိုရရှိထားပြီးဖြစ်တာကြောင့်ရွေးကောက်ပွဲကိုလာမယ့်နှစ်ဇန်နဝါရီအတွင်းအောင်မြင်စွာကျင်းပပြီးစီးဖို့ရထားတာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာ electronic မဲပေးဆက်တွေနဲ့ဆောင်ရွက်တာဖြစ်လို့အချိန်တိုအတွင်းစန္ဒာမဲပေးနိုင်ခြင်းနဲ့မဲရလတ်တွေရရှိမှာဖြစ်တဲ့အတွက်တလအတွင်းရွေးကောက်ပွဲလုံးလို့ရတဲ့မြို့နယ်တွေမှာပြီးမြောက်နိုင်မယ်လို့ပြောကြားထားတာပါ။ တရင်မျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြီးဆိုကရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလကိုတရားဝင် ထုတ်ပြောပြီးဆိုရင်မိမိတို့အနေနဲ့အချိန်မလုံလောက်ပေမဲ့အတက်နိုင်ဆုံးပြင်ဆင်ထားတယ်လို့ပြောပါတယ်အချိန်လုံလုံလောက်လောက်ကတော့ပြောရမယ်ဆိုရင်တော့ဒီအချိန်ကတော့မြန်မြန်ရလေလေကောင်းလေလေပေါ့ဒါပေမဲ့အခုအဲ့လိုတရားဝင်ထုတ်ဖို့ပြောပြီးဆိုလို့ရှိရင်တော့အဲ့ဒီပြောတဲ့ပုံမှာတက်နိုင်ဆုံးဟိုကျွန်တော်ကလိုက်ပြီးတော့ အာစီယုံဆိုဝအောင်ပေါ့လေအဲ့ဒါပိုင်းကျွန်တို့လည်းညတော့ညလင်းထားတယ်ညလင်းထားပြီးတော့အပြင်းစင်းသင်္ကတော့တော့ပြင်းပြင်းထားတာပေါ့အဲ့တော့ခုနကကျွန်တော်လောက်လားမလို့လောက်တာအဲ့တော့ပြောရမယ်ဆိုတော့ဘယ်တော့မလို့လောက်ဘူးဆိုပေမဲ့ရတဲ့အနေထားပေါ်မှာသူတို့တိုင်းတာတိပြအောင်တော့လောက်ရမယ်သဘောတော့ရှိတယ်ပေါ့စစ်ကောင်စီရဲ့နိုင်ငံရေးပါတီများမပုံတင်ခြင်းဥရိယ ရွေးကောက်ပွဲကျင်းပမဲ့ရက်မတိုင်ခင်ရက်ပေါင်း90အတွင်းပြည်ထောင်စုတွင်စီရုံးမဲ့ပါတီဖြစ်ရင်ပါတီဝင်ဥယျာဉ်အနည်းဆုံး9800မှာဖြစ်ပြီးမြို့နယ်အားလုံးရဲ့အနည်းဆုံး3ပုံတပုံမှာပါတီရုံးခန်းဖွင့်လှစ်ရမှာပါ။ဒါအပြင်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်တစ်ခုအတွင်းစီရုံးမဲ့ပါတီဆိုရင်ပါတီဝင်ဥယျာဉ်အနည်းဆုံး1800မှာဖြစ်ပြီးအဲ့ဒီဒေသအတွင်းမှာရှိတဲ့မြို့နယ်အားလုံးရဲ့အနည်းဆုံး9မြို့နယ်မှာပါတီရုံးခန်းဖွင့်လှစ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ ဒီအတွက်ကြောင့်2025ခုနှစ်ဒီဇင်ဘာတတိယပတ်ကနေ2026ခုနှစ်ဇန်နဝါရီဒုတိယပတ်အတွင်းရွေးကောက်ပွဲကျင်းပမယ်ဆိုရင်နိုင်ငံရေးပါတီတွေအနေနဲ့ပြင်ဆင်ချိန်6လလောက်သာရရှိတော့မှာဖြစ်ပါတယ်။မဲဆွယ်စည်းရုံးရေးကာလကလည်းရွေးကောက်ပွဲဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေအရပြီးခဲ့တဲ့2020လိုမျိုးကျင်းပမယ်နေ့ရက်မတိုင်ခင်ရက်ပေါင်း60တက်မှတ်ခဲ့ရင်တကယ်တမ်း6လကျော်လောက်သာကျန်ရှိတော့တာပါ။ တစ်ဖက်မှာနိုင်ငံတွင်ဆေးပဋိပက္ခဖြစ်စဉ်တွေမရှိသေးတဲ့မြို့နယ်ရေအတွက်ဟာ60%သာကျန်ရှိတော့တယ်လို့လက်နက်ကင်တွန်လိုင်းအင်အားစုတွေကလည်းရွေးကောက်ပွဲကိုစတင်တိုက်ဖြတ်သွားမယ်လို့အသိပေးထားပါတယ်။နိုင်ငံလေးလာတုံးသက်သူဦးတန်းစိုးနိုင်ကကိုလာအတွင်းမှာတင်စစ်ကောင်စီအနေနဲ့နေပြည်တော်ကထွက်ပြေးရနိုင်တဲ့အခြေအနေရင်ဆိုင်ရနိုင်တာမို့ရွေးကောက်ပွဲအစီအစဉ်ဟာအောင်မြင်နိုင်မှာမဟုတ်ဘူးလို့တုံးသက်ပါတယ်။ကိုကစစ်ကောင်စီရဲ့လက်နက်စရုံကြီးကပါစာရှိတဲ့နေရာနဲ့ရောက်နေမုံကြခင်အဲ့ဒီ 其他业务加上以前的业务，三百多路线，几十波学习，学生伢，我们认识了冇？然后在那个嘞，食堂去，呀，在欧菜园里头，那里的边米了也香，就问伢不熟，偏也介绍的，等伢买的苦嘛，只能后面他们对伢了，晓得冇？这个环境吧，不，前面要开的比方里边。 စ်ကောင်စီအနေနဲ့ထွက်ခွာမှာဖြစ်တဲ့အတွက်ဒီလိုပွဲအစီအစဉ်ဆိုတာစစ်ကူရဲ့စမမင်းကြီးရေးတိုက်ဆွဆောက်တဲ့အစီအစဉ်ကြီးဖြစ်တဲ့အတွက်အုံမြန်မာမဟုတ်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်ခင်ဗျ2025အလွန်မှာနိုင်ငံရေးနဲ့ပတ်သက်လာရင်အလွန်ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်ပေါ်လာနိုင်ပြီးပါတီစုံဒီမိုကရေစီစနစ်ခိုင်ခိုင်မာမာဖြစ်လာစေရေးအတွက်ဘယ်လိုမျိုးထိန်းချုပ်သွားရမလဲဆိုတာစဉ်းစားဆောင်ရွက်ရမယ်လို့စစ်ကောင်းဆောင်ကဆိုပါတယ် လက်ရှိဆရာနာရှင်စနစ်မြစ်ပြက်ရေးတိုက်ပွဲတွေကလည်းအရှိန်အဟုန်မပြတ်ဆက်ရှိနေပြီးမြို့ပေါင်း65မြို့ကိုတိုင်းဒေသနဲ့ကန်ဒေါ်လာအင်အားစုတွေကထိန်းချုပ်ထားတာကြောင့်စစ်ကောင်စီဘက်ကအလုံးစုံလက်လွတ်ထားရတာပါ၂008ဖွဲ့စည်းပုံခြေခံဥပဒေအရကျင်းပတဲ့အထွေထွေရေးကောက်ပွဲတွေမှာမြို့နယ်ပေါင်း330ရှိရတဲ့က335မြို့နယ်အထက်ကျင်းပနိုင်ခဲ့တယ်လို့နိုင်ငံတော်ဝန်တရက်ထဲတစ်ချိန်တည်းမှာပဲကျင်းပခဲ့တာဖြစ်ပါတယ်စစ်ကောင်ဆောင်ကတော့ရွေးကောက်ပွဲဥပဒေမှာရက်အကန့်အသတ်ပြုလုပ်ထားခြင်းမရှိတဲ့အတွက် ရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမယ်လို့ကောက်စီဝင်တွေကိုပြောကြားခဲ့ပါတယ်။ဒါဟာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့မတည်ငြိမ်မှုတွေကြောင့်လုံခြုံရေးအခြေအနေအရရွေးကောက်ပွဲကိုတရက်ထဲမှာကျင်းပမှာမဟုတ်ဘဲနယ်မြေဒေသအပေါ်မူတည်ပြီးအပိုင်းလိုက်ကျင်းပမယ်သဘောလို့နားလည်ရပါတယ်။ရွေးကောက်ပွဲစနစ်ကိုတော့အရင်ကကျင့်သုံးခဲ့တဲ့မဲများသူအနိုင်ရ FPDP စနစ်ဖြင့်မြို့သားလွတ်တော်နဲ့တိုင်းဒေသကြီးလွတ်တော်တို့မှအချို့ကြကိုစားပြု PR စနစ်ကိုပါပေါင်းဆက်ကျင့်သုံးဖို့စစ်ကောင်စီကရာထားထားတာပါ။ ဒီအတွက်အားလုံးသဘောတူဆုံးဖြတ်ပြီးရင်တော့တနိုင်ငံလုံးကိုအသိပေးသွားမှာဖြစ်ပြီးရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်အချိန်ကာလအနည်းနဲ့၉လလောက်သာကြာရှိပြီးကြိုတင်ပြင်ဆင်ချိန်ပေးသွားမယ်လို့ဆိုပါတယ်။ဒါကြောင့်ရွေးကောက်ပွဲကျင်းပဖို့ကြိုတင်ပြင်ဆင်တဲ့ကာလအတွင်းလုံခြုံရေးကောင်းမွန်အောင်ကြိုးပမ်းဆောင်ရွက်သွားဖို့လိုတယ်လို့စစ်ကောင်ဆောင်ကအစည်းအဝေးမှာထည့်သွင်းပြောဆိုထားပါတယ်။